မင်္ဂလာပါရှင်။တနင်္ထာမြေတနေ့တာနောက်ဆုံးရသတင်းများစူးစိမှုအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ကျမချီလီပါ။ဒီကနေ့2025ခုနှစ်မေလ28ရက်နေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့မကွေးထောင်မှာနိုင်ကျင်း200ကျော်စေကူတာခွင့်မရဘဲတိုက်ပိတ်ခံထားရတဲ့သတင်း။စစ်ကောင်စီရဲ့နမခဌာနချုပ်ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရတဲ့သတင်း။ဘီလင်းနယ်ကြီးလမ်းမိုင်းကတရာတစဉ်မိုင်းခွဲခံရလို့ပြိုကျပျက်စီးတဲ့တဲ့င်းအပါအဝင် နိုင်ငံတကာသတင်းမှာတော့မြန်မာနိုင်ငံမှာလူခွင့်ရေးပြဿနာကတ်ဆိုးဖြစ်လာနိုင်တယ်လို့ကုလသတိပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းမကွေးအချင်းထောင်မှာရိုက်နှက်ခံရတဲ့နိုင်ငံရေးအကျဉ်းသား200ကျော်ဟာဆေးကုသခွင့်မရဘဲတိုက်ပိတ်ခံထားရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဒီကနေ့မှသတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလ13ရက်နေ့ကမကွေးအချင်းထောင်ရှိမှာပြည်သူ့ကော်မတီတပ်ဖွဲ့ PDF နဲ့စစ်ကောင်စီတပ်တို့ကြားနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။အဲ့ဒီတိုက်ပွဲအတွင်းနိုင်ငံရေးအကျဉ်းသားတွေပါဝင်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ထောင်အနာပိုင်တွေကနိုင်ငံရေးအကျဉ်းသား400ကျော်ကိုမြေပြင်မှာဝင်လျောက်မှောက်ခိုင်းကအပြင်းထန်ရိုက်နှက်နှိပ်စက်ခဲ့တာပါ။ရိုင်းနှက်ခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေတဲက200ကျော်ကိုထောင်အနာပိုင်တွေတိုက်ပိတ်ထားတာတလားကျော်ကြာမြင့်နေပြီးထောင်ဝင်စားပါဆယ်ပို့ခွင့်ကိုလည်းပိတ်ပင်ထားတယ်လို့ PPNM ကဆိုပါတယ် အခုလိုနိုင်ငံရေးအကျဉ်းသားတွေအပေါ်ထောင်အနာပိုင်းတွေရဲ့တရားမဲ့စွာပြုလုပ်နေမှုတွေဟာလူခွင့်ရေးကိုပေါ်ပေါ်ထင်ထင်ချိုးဖောက်နေတာဖြစ်ပြီးဒီဖြစ်စဉ်အပေါ်အပြည့်အဝတာဝန်ယူရမယ်လို့ PPNM ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒီလို့ရဲ့အတွက် PPNM အနေနဲ့စုံစမ်းမှုတွေပြုလုပ်ခါကျူးလွန်သူတွေကိုဖော်ထုတ်သွားမှာဖြစ်ပြီးအရေးယူမှုတွေကိုလည်းလူခွင့်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့အတိအပေးထုတ်ပြန်ထားပါတယ်။ စကိုင်းတိုင်းမောင်ရမြို့နယ်အခြေစိုက်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်ကိုတရားခွန်မမရှော့တိုက်တုံးခုနှစ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar BWM ကမေလ26ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒီသတင်းကိုတော့အီမီကတင်ဆက်ပေးထားပါတယ်။ပြီးခဲ့တဲ့မေလ25ရက်နေ့ညနေ6နာရီခွဲချိန်ကစကိုင်းတိုင်းမောင်ရမြို့နယ်ရှိစစ်ကောင်စီရဲ့နာမခဌာနချုပ်ကိုဒေါ်လိုင်းအင်အားစုပူးပေါင်းတပ်တွေက တရားကိုမမလျှော့လိုက်လို့ခုနှစ်လုံးနဲ့ပြစ်ခတ်တခက်ခဲရာ6လုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တာပါတော်လည်းအရာစုတွေပြစ်ခတ်လိုက်တဲ့လျှော့လိုက်တုံးကြောက်ရောက်ပေါ်ကွင်းမှုကြောင့်နမခဌာနချုပ်အတွင်းကတံပြန်ပြစ်ခတ်မှုတွေရှိခဲ့ပြီးနမခအတွင်းမှာလည်းထိခိုက်မှုတွေရှိနိုင်ကြောင်းကနဦးစုံစမ်းချက်ရသိရှိရတယ်လို့ BWN ကဆိုထားပါတယ်နမခထန္နာချုပ်ဟာစကိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့ရှိစစ်ရှုံးစစ်ကောင်စီရဲ့တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့တွေကိုအဓိကမိပေးကုကဲနေတဲ့စစ်ထန္နာချုပ်ဖြစ်ပြီး အဲ့ဒီဒေသရှိဒေါ်လိုင်းအင်အားစုတွေကိုအဓိကတိုက်ခိုက်နေတဲ့စစ်ထဏာချုပ်ဖြစ်ပါတယ်။ဒါအပြင်အညာဒေသရှိပြည်သူတွေကိုအဓိကဒုက္ခပေးနေတဲ့စစ်တပ်လေဒီတွေကိုတူတောင်ထားတဲ့နမခဌာနချုပ်ဖြစ်သလိုအိုရင်ကွင်းရွာဘုံကျဲမှုကိစ္စပါဝင်ညာဒေသကိုလေကြောင်းတိုက်ခိုက်မှုနဲ့အရက်သားပြည်သူတွေကိုတပ်ဖြတ်မှုအားအဓိကကျူးကျနေတဲ့စစ်ထဏာချုပ်တစ်ခုလည်းဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကို Brave Warrior for Myanmar BWM အဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Numo Deterioration NMD နဲ့ Shadow မုံရဖွဲ့တို့ပူးပေါင်းပြီးတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ19ရက်နေ့ကလည်းကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ဘင်းနောင်တပ်မျိုးရှိစစ်ကောင်စီရဲ့တိုက်ခတ်ရေးသင်္ဘောကြောင့် short light တုံးနဲ့ပြစ်ခတ်တိုက်ခတ်ခံရကြောင်းလေတပ်မှဒုဗိုလ်မှူးကြီးအဆင့်2ဦး၊ဗိုလ်ကြီးအဆင့်2ဦး၊အခြားအဆင့်စစ်သည်6ဦးသေဆုံးခဲ့တယ်လို့တရားရသူ12ဦးရှိခဲ့တယ်လို့သိရပါတယ်။ ်းပြည်နယ်ဘီလင်းမြို့နယ်တညင်ပင်ကျေးရွာဘီလင်းနယ်ကြီးလမ်းမိုင်းပေါ်ကတရားတစင်မိုင်းခွဲခံရတာကြောင့်ပြိုကျပျက်စီးသွားတယ်လို့ဒေသခံတွေထံကသိရပါတယ်။ဒီသတင်းကိုတော့ယွန်းကြည်ပြားကပြောပြပေးမှာဖြစ်ပါတယ်။ဘီလင်းနယ်ကြီးလမ်းမိုင်းပေါ်ကတရားအရှိပေ80အကျယ်24ပေရှိတဲ့တန်ကိုကွန်ကရစ်အမျိုးအစားဖြစ်တဲ့တရားအမှတ်3မြင်းဆောင်ဆက်ခွန်ကိုမနေ့မေလ26ရက်နေ့မနက်ပိုင်းမှာမိုင်းခွဲဖြက်စီးခံခဲ့ရတာပါ။မိုင်းခွဲဖြက်စီးခံရတာကြောင့် တရားတစ်စဲလုံးပြိုကျပျက်စီးသွားတဲ့အတွက်ဘီလင်းနတ်ကြီးလမ်းပိုင်းဆက်သွယ်ပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီကတော့ဒီတရားကိုကရင်မျိုးသားစီယုံ KNU နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကမိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်တယ်လို့ဒီကနေ့ထုတ်ပြန်တဲ့ဝါဒဖြန့်သတင်းစာမှာဖော်ပြထားပါတယ်။ဘီလင်းနတ်ကြီးလမ်းပိုင်းမှာစစ်ကောင်စီဘက်ကအင်အားအလုံးကြီးနဲ့ထိုးစစ်ဆင်မှုပြင်ဆင်နေတာကြောင့်စစ်ရေးအရဖြတ်တောက်တိုက်ခိုက်တာဖြစ်တယ်လို့ KNU တထုံခရိုင်တာဝန်ရှိသူတအိုးကတန်လွင်ထမ်းကိုပြောပါတယ် စစ်ကောင်စီဟာလက်လွတ်ဆုံးရှုံးထားရတဲ့ဘီလင်းမျိုးနဲ့မဲပလီစခန်းကိုပြန်လည်သိမ်းပိုက်ရရှိစေဖို့တိုင်အားတို့ချဲ့တာတွေရှိနေပြီးလက်နက်ခဲယမ်းတွေကိုလည်းဘီလင်းနယ်ကြီးလမ်းမိုင်းကနေတဆင့်ပို့ဆောင်တာတွေရှိနေတယ်လို့ဆိုပါတယ်။ခဲယမ်းမျိုးတထုံခရိုင်ရဲ့မြို့နယ်တွေဖြစ်တဲ့စိုက်ထုံနဲ့ဘီလင်းမြို့နယ်တွေမှာစစ်ကောင်စီကနေပြည်တော်ဆိုးမှုရေးအတွက်အင်အားတို့ချဲ့တာစစ်ကြောင်းထိုးတာတွေရှိနေတာကြောင့်နှစ်ပတ်စီရင်တဲမာနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလူခွင့်ရေးပြဿနာကပ်ဆိုးဖြစ်လာနိုင်တယ်လို့ကုလသတိပေးလိုက်ပါတယ်ဒီသတင်းကိုတော့ဝိုင်းဒီကတင်ဆက်ပေးသွားပါမယ်ရှင်အရှိန်ရော့မသွားတဲ့တိုက်ပွဲတွေရက်ဆက်မှုတွေနဲ့စီးပွားရေးပြိုလဲမှုပုံမနှိုင်းဆိုင်လာတာကြောင့်မြန်မာနိုင်ငံမှာလူခွင့်ရေးပြဿနာကပ်ဆိုးတစ်ခုဖြစ်လာနိုင်တယ်လို့ကုလသမဂ္ဂလူခွင့်ရေးကော်မရှင်နာမင်းကြီးဘောဂါတက်ကမေ26ရက်မှာပြောကြားလိုက်ပါတယ်အာနာသိမ့်ပြီးနောက်ပိုင်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ရက်သားတိုက်စုံမှုဟာ2024ခုနှစ်မှာအများဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂလူခွင့်ရေးယုံ OHCHR ရဲ့အစိုးရအခမ်းအနားမှာဖော်ပြထားပါတယ်။တိုက်ပွဲတွေအချိန်ပိုမြင့်လာတာကြောင့်နိုင်ငံစီးပွားရေးကိုဆိုးဆိုးရွားရွားထိခိုက်စေခဲ့ပြီးအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာစီးပွားရေးဒေါ်လာ63.6ဘီလီယံဆုံးရှုံးခဲ့ကြောင်းလည်းအစိုးရအခမ်းအနားမှာဖော်ပြထားပါတယ်။ပြည်ရင်းထုတ်ကုန်တန်ဖိုး GDP ဟာလည်း2028ခုနှစ်မတိုင်ခင်အထိကမ္ဘာကပ်ရောဂါမတိုင်ခင်ကအဆင့်မျိုးပြန်ရောက်ရှိလာမယ်လို့မျှော်လင့်လို့မရကြောင်းလဲ OHCHR ကပြောကြားထားပါတယ်။ ွေဖောင်းပွားမှုပိုများလာပြီးကြံ့ငွေတန်ဖိုး40ရာခိုင်နှုန်းရော့ကျသွားသလိုနိုင်ငံလူဦးရေရဲ့ထက်ဝက်ကျော်ဟာဆင်းရဲမွဲတေမှုစီးရောက်မှာရှိနေတယ်လို့သိရပါတယ်။စာနယ်ရေးခါမှုဖူလုံမှုကုန်စည်နှုန်းမြင့်တက်မှုနဲ့ရင်ဆိုင်နေရချိန်မှာငလျင်ဘေးနဲ့ကြုံရတာကြောင့်ပြည်ထနာပုံမှုဆိုးဝါးလာခဲ့ပါတယ်။အထူးသဖြင့်အာရခတက်တော် AA ကနယ်မြေတွေအများကြီးတည်ယူထားတဲ့ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားရေးအခြေအနေတွေပိုဆိုးလာနေပြီးစစ်တပ်နဲ့အေအေရဲ့တိုက်ပွဲတွေမှာရိုဟင်ဂျာလက်နက်ကင်တွေလည်းပါဝင်လာတာကြောင့်ရှုပ်ထွေးမှုတွေဖြစ်ပေါ်နေတယ်လို့ OAS ရှာကဆိုတာပါဒီအခြေအနေကိုလူသားချင်းစာနာထောက်ထားရေးအကူအညီတွေနဲ့နေရက်ဆော့ကွာထွက်ပြေးနေရသူတွေအတွက်နေဆက်ဖြတ်ကျော်အကူအညီပေးတာပါဝင်ပပောင်းဆောင်ကဖြစ်ရှင်းတင်တယ်လို့အစီအခံစာမှာဖော်ပြထားပါတယ် တင်တိုင်းမြန်နောက်ဆုံးရသတင်းစုစည်းမှု podcast အစီအစဉ်ကိုတော့အပတ်စဉ်အင်ကဇာတာပတိစနေနေ့ညနေ6နာရီအချိန်တိုင်းမှာနာတော်တာဆင်နိုင်ပါတယ်။တင်တိုင်းမြန်သတင်းထုတ်လွှင့်မှုတွေကိုတော့ Facebook, Telegram, Instagram, X တင်တိုင်းမြန် website စာမျက်နှာနဲ့တင်တိုင်း application တို့မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။တင်တိုင်းမြန်နောက်ဆုံးရသတင်းထုတ်လွှင့်မှုကိုနာတော်တာဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။